ဥက္ကဋ္ဌတွေခေါင်းဆောင်တွေရဲ့အရေးချင်းဟာဒီ6မျိုးသူတတိထားပြီးတော့လှုပ်ဆောင်မှုလုပ်တယ်။နံပါတ်1ကဘာလို့ဆိုရင်တိခ္ခာစိတ်ရှိရ။တိခ္ခာနေဆိုတာဟာတက္ကနေရှိစိတ်ဆိုးတာတို့အာနာပြတာတို့မလှုပ်ဖို့အရေးကြီးတယ်။ဟော။ဒါတော့အပြင်ခေါင်းဆောင်ဖြစ်သွားလို့ရှိရင်ငါတော့ကောလာတတ်တယ်။ ိခန့်စိတ်ကယောနေလာတတ်တယ်။အောက်လူတွေရဲ့အမှားကိုသိမခံနိုင်တာလို့ဒါတိခန့်စိတ်မရှိတာလို့ပြောတယ်။တစုံတယောက်ကကိုယ့်ကိုဝေဖန်လာရင်လည်းမခံနိုင်တာ။ဝေဖန်တာလည်းခံနိုင်ရမယ်။စိတ်ဆိုးစရာကြုံလာရင်လည်းပဲသိခန့်နိုင်ရမယ်။ကိုယ့်ကိုတိုက်ရိုက်ဆဲလာရင်ခုခေတ်ဆိုဆဲတဲ့လူက Facebook ကလည်းဆဲတာပဲလေ။ကိုယ့်ရှိမဆဲရင်လည်းဘေးကနေဆဲတာလည်းရှိ။ဘာပဲဆဲစေတာကို သိခနဲ့ဆိုတဲ့အတိဘယ်ကပြန်ပြီးတော့တုံ့ပြန်မနေဘူးသူကြိုက်တာပြောပါစေနေလိုက်တဲ့သဘောတော့ကိုကဒီအတွက်စိတ်ထဲမှာအနှောင့်အယှက်မဖြစ်အောင်နေတာကိုသိခနဲ့လို့ခေါ်တယ်စိတ်ထဲကတေးမှတ်ပြီးတော့အဲတကွေးကြတွေးမယ်ဆိုရင်တေးမှတ်လို့ရှိရင်ဒါသိခနဲ့မဟုတ်ဘူးသိခနဲ့ဆိုတာပါမမှတ်သားပြီးတော့မထားပဲနဲ့ပြောသမျှတွေကိုအောင်းဤထားပြီးတော့ကိုလို့တင်တာကိုဆက်လက်လုပ်တယ် အဲ့ဒါကိုခမာလို့တိခဏ်တယ်လို့ခေါ်စာရိယဆိုတာခေါင်းဆောင်လုပ်တဲ့ပုဂ္ဂိုလ်ဟာလိုချတက်ကြမှုရှိရလိုချတက်ကြမှုဆိုတာခေါင်းဆောင်ဟာအမြဲတမ်းအလတ်ဖြစ်နေရသူများတဲ့ခေရှိပြေးတဲ့အမြင်တွေတို့ဘာတွေတို့ရှိနေလို့လိုအပ်တယ်ပေါ့နော်အမြဲတမ်းခေါင်းဆောင်ဟာတက်ကြွနေရဥထာဏလုံလဝိရိယရှိရမယ်သူများတဲ့နှစ်ဆ30ကြီးမားတဲ့လုံလဝိရိယ တန်ဝိဘာကကိုတယောက်တည်းမသုံးဆွဲဘဲနဲ့မျက်ဝေပေးတတ်တယ်ပုဂ္ဂိုလ်မျိုးရှိကိုအကြောင်းနဲ့မကြည့်ဘဲနဲ့တရားအကျိုးပါကြည့်ရမှာဆိုအလုံးကိုမြတ်တာတဲ့အကျိုးကြည့်ရတရားဆိုတာကောင်းဆောင်ဆိုတာနောက်လိုက်တဲ့ပုဂ္ဂိုလ်တွေပေါ်မှာမေတ္တာထားမယ်အကျဉ်းနာထားမယ်မေတ္တာဆိုတာသူ့ကိုကောင်းစားစေချင်တာမေတ္တာအကျဉ်းနာဆိုတာကရုဏာတရားထား တော့ဒီနေရာမှာတရားလို့တင်ပြောလိုက်တော့မေတ္တာကရုဏာကိုအဓိကထားတာမုဒိတာပွားဖို့လည်းပဲအရေးကြီးတယ်လို့ပြောတခါတည်းရန်ခေါင်းဆောင်အီချင်းနဲ့နောက်လိုက်အီချင်းကကောင်းလာလို့ရှင်အိတ်သက်ဖြစ်တတ်ပြန်တယ်ချက်လက်စီဖြစ်လာအဲ့ဒါမျိုးမဖြစ်ဖို့လည်းလိုတယ်ခေါင်းဆောင်အိတ်ခဏလုပ်ငန်းကဏ္ဍနဲ့ပတ်သက်ပြီးတော့အမြဲမပြတ်စစ်စစ်ကြည့်ရှုနေရမယ်လို့ဆိုလိုတယ်အဲ့ဒါ ခေါင်းဆောင်နိုင်ကဥက္ကဋ္ဌတို့ပြည့်စုံရမယ့်အရေးချင်းတွေ